ကျွန်တော်ဒီနေ့အတွက်ဆောင်းပါးလေးတစ်ပုဒ်ကိုဖတ်ပြကြမှာလေဒီဆောင်းပါးလေးကိုတော့ Google Gemini AI ကနေပြီးတော့မိញမ်းရရှိထားတဲ့ချက်လက်များကို ကျွန်တော်နဲ့ပေါင်းဆက်ဖန်တီးပြီးရေးသားထားခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ YouTube Channel ကိုအားပေးကြည့်ရှုနေကြသောပြည်ရင်းပြည်ပမှချစ်တော်များနဲ့အတူမြမပြည်သူပြည်သားများအားလုံးဘေးကင်းကြပါကြပါစေဗျာရေးတော်ဘုံအောင်ကိုအောင်ရမည် န္ဒနှင့်ဆန့်ကျင်သောအာနာရှင်တို့၏ဤကုံနိုင်ငံရေးလောကတွင်ပြည်သူ၏ဆန္ဒသည် အချုပ်ချာအာနာဖြစ်ပြီး၎င်းကိုလှစ်လျူရှုကာဇို့တင်းအာနာတီမြဲအောင်ကြိုးပမ်းသူမြည်သူမဆို၏ဘဝဤကုံသည်မြားသောအဖြင့်ဝန်းနေဖွယ်ရာသို့မဟုတ်တမိုင်း၏အမိုက်ပုံထဲတွင်သာအဆုံးသက်ရမည်ဖြစ်သည်ပြည်သူကမကြည်ဖြူပဲနိုင်ငံကိုအတင်းကျပ်အုပ်ချုပ်လိုသူတို့သည် ေရိုတွင်အောင်မြင်ဟန်တူတော်လေရေရှည်တွင်မူ၎င်းတို့၏လောက်ရဲ့များသည်ပြည်သူတို့၏မကျေနပ်မှုမုန်းတီးမှုနှင့်တော်လန်လိုစိတ်တို့ကိုသာမိထိုးပေးသကဲ့သို့ဖြစ်စေသည်အာနာယုသွမှု၏ဆောက်နိုင်ငံကိုဇိုတင်းအုပ်ချုပ်လိုသူများသည်အာနာကိုဆွဲလန်းသူများဖြစ်ကြသည်၎င်းတို့သည်မိမိတို့၏အာနာကိုစုပ်ကင်ထားနိုင်ရန်ညီသည့်နီလန်းကိုမစိုးအတုံးပြူရန်ဝင်မလေးကြပြီး အစပိုင်းတွင်၎င်းတို့သည်ပြည်သူကိုလေပြားခြင်းမလုံးများပေးခြင်းသို့မဟုတ် အကြောက်တရားနှင့်ချိတ်ချောက်ခြင်းတို့ဖြင့်အာဏာကိုရယူနိုင်ကြပေမည်။သို့တော်လည်းအချိန်ကြာလာသည်နှင့်အမျှ၎င်းတို့၏စစ်မှန်သောရည်ရွယ်ချက်များပေါ်လွင်လာပြီးပြည်သူတို့၏အခြေခံခွင့်ရေးများနှင့်ဆန္ဒများကိုနှင်းချေကာ၎င်းတို့၏ဩဇာအာဏာကိုတိစောက်ကြသည်။ဖိနှိပ်မှုနှင့်မငြိမ်သက်မှုများ ြည်သူဆန္ဒကိုစန့်ကျင်ပြီး အာဏာတည်မြဲအောင်ကြိုးပမ်းသည့်ခေါင်းဆောင်များသည်၎င်းတို့၏အုပ်ချုပ်ရေးရန်နေရာကိုဖိနှိပ်မှုများဖြင့်ထိ ंछ ုပ်ရန်စူးစမ်းကြသည်လွတ်လပ်စွာထုတ်ဖော်ခွင့်ကိုပိတ်ပင်ခြင်းသတင်းမီဒီယာများကိုထိ ंछ ုပ်ခြင်းအတိုက်ခံများကိုဖမ်းဆီးနှိမ်နှင်းခြင်းနှင့်လူ့အခွင့်အရေးချိုးဖောက်မှုများပြုလုပ်ခြင်းတို့သည်၎င်းတို့၏လုံယုံလုံစင်များဖြစ်လာသည်ထို့သောသောလောက်ရများကပြည်သူအများအပြားကိုမကြေမနက်ဖြစ်စေပြီး မငြိမ်မသက်မှုများကိုဖြစ်ပေါ်စေသည်နောက်ပြပွဲများ အုံကြွမှုများနှင့်ပြည်ရင်းပြိပခများသည်တဖြည်းဖြည်းပုံမပြင့်ထန်လာပြီးနိုင်ငံ၏တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေသည်ပြည်သူအင်အား၏နှိုးထမှုမိမြဝင်ဖိနှိပ်ပါစေပြည်သူတို့၏ဆန္ဒသည်ညီသည့်အခါမှတေဆုံးခြင်းမရှိပေအချိန်ကြာလာသည်နှင့်အမျှပြည်သူများသည် အကြောက်တရားမှယုံထွက်ခါစုစည်းညီညွတ်လာကြ၏ တူးချင်းစီမကျေနပ်မှုများက အစုအဖွဲ့လိုက်လှောက်ရှားမှုများဖြစ်တော့ပြောင်းလဲလာပြီးနောက်ပြည်သူအင်အားသည်ကြီးမားသောစိန်ခေါ်မှုတစ်ခုဖြစ်လာသည်ဤအချိန်တွင် အာဏာရှင်များသည်၎င်းတို့၏ဩဇာအာဏာကိုထိန်းသိမ်းရန်ပုံမှုခက်ခဲလာသည် စီးပွားရေးပြိုလဲမှုများနိုင်ငံတကာဖိအားများနှင့်၎င်းတို့၏ဗက်တော်သားများပင်လင်စိတ်သက်သာဆင်းလာပြီးဗက်ပြောင်းလာနိုင်သည့်အခြေအနေများဖြစ်ပေါ်လာစေသည် ဘဝနီကုံပြည်သူကမကြည်ပြူပဲနိုင်ငံကိုဇိုတင်အုပ်ချုပ်လိုသူ အာဏာရှင်တို့ဤဘဝနီကုံသည် ပုံစံအမျိုးမျိုးဖြင့်ဆုံးသတ်နိုင်သည်ပြည်သူတော်လှန်ရေးဖြင့်ပြုတ်ကြခြင်းသမိုင်းတွင်ပြည်သူအင်အားကိုမခုခံနိုင်ပေအာဏာရှင်များပြုတ်ကြခဲ့သည့်ဥပမာများစွာရှိသည်ပြည်သူဆန္ဒနှင့်ဆန့်ကျင်သူများသည် နောက်ဆုံးတွင်ပြည်သူတော်လှန်ရေးဤဖိအားကိုမခံနိုင်ပေထွက်ပြေးရခြင်း ဖန်စီခံရခြင်းသို့မဟုတ် အသက်ဆုံးရှုံးရခြင်းတို့ဖြစ်ပေါ်ရသည်ပြိပရောက်ဘဝဖြင့်ဆုံးသက်ခြင်းအချို့သောအနာရှင်များသည်မိမိတို့၏အသက်ကိုကယ်တင်ရန်အတွက်နိုင်ငံမှထွက်ပြေးပြီးပြိပရောက်ဘဝဖြင့်ဆုံးသက်ရသည် သို့တော်ထိုဘဝသည်လည်းငြိမ်းချမ်းမှုမရှိပဲလုံခြုံရေးချိတ်ချောက်မှုများစိတ်သက်သာဆင်းမှုများအထီးကျန်မှုများဖြင့်သာပြည့်နေရသည် နိုင်ငံတကာ၏ဖယ်ကျင်ခံရခြင်းလူ့ခွင့်ရေးချိုးဖောက်မှုများကြောင့်နိုင်ငံတကာကဖယ်ကျင်ခြင်း စီးပွားရေးပိတ်ဆို့မှုများခံရခြင်းနှင့် နိုင်ငံတကာတရားရုံးများတွင်တရားစွဲဆိုခံရခြင်းတို့သည်လည်းဖြစ်ပေါ်နိုင်သည်အီဒီမှ၎င်းတို့၏ဂုံတိတ်ခါနှင့်အနာဂတ်အတွက်ဆိုးရွားသောရိုက်ခတ်မှုဖြစ်သည်တမိုင်းတရားစီရင်ခြင်းအစိုးဆုံးမှ၎င်းတို့၏လောက်ရံများကို သမိုင်းကမှတ်တမ်းတင်ထားပြီးနောင်လာနောက်သားများ၏အမုံတရားနှင့်ရှောက်ချခြင်းကိုခံရခြင်းပင်ဖြစ်သည်။၎င်းတို့၏အမည်သည်ဖိနှိပ်မှုနှင့်ရက်ဆက်ကြံကြုံမှုတို့၏ပြရုပ်ဖြစ်သမိုင်းတွင်ဆွဲထင်ကြံရိတ်ခဲ့မည်ဖြစ်သည်။ပြည်သူ၏ဆန္ဒကိုလိလိယူရှုကာနိုင်ငံကိုဇော်တင်အုပ်ချုပ်လိုသူမြည်သူမဆိုးခနာတာမြအာနာကိုစွတ်ကင်နိုင်တော်လေရေရှည်တွင်မူ၎င်းတို့၏ဘဝနီကုန်းသည်ကန့်စွန်းမောင်းကြခြင်းနှင့် တမိုင်း၏အမဲဆက်ဖြစ်သောအဆုံးသက်ရမည်ဖြစ်သည် အမှန်တကယ်တည်မြဲသောအာဏာသည်ပြည်သူ၏ထောက်ခံမှုနှင့်ယုံကြည်မှုရမှသာ ပေါက်ဖွားလာနိုင်သည်ဟုသောအချက်ကိုဤအဖြစ်ပြက်များကသက်တည်ပြနေသည်တမိုင်းတစ်ဆောက်တွင်ဤအမှန်တရားကိုသက်တည်ပြခဲ့သည်ထင်ရှားသောဥပမာများစွာရှိသည့်အနေထိုထဲမှာအာရှအရှိတောင်အာရှနှင့် ဥရောပနိုင်ငံများမှကမ္ဘာကျော်အာဏာရှင်တို့အကြောင်းကို ဖော်ပြပါဦးမည် Adolf Hitler Germany နာဇီဂျာမနီ၏ခေါင်းဆောင် Adolf Hitler သည်ဒုတိယကမ္ဘာစစ်ကိုစတင်ခဲ့ပြီးလူမျိုးရုံးတပ်ဖြတ်မှုများဖိနှိပ်မှုများနှင့်ရက်စက်ကြမ်းကြုတ်သောလုပ်ရပ်များစွာကိုကျူးလွန်ခဲ့သူဖြစ်သည်သူသည်ဂျာမန်ပြည်သူများကိုစစ်ပွဲတွင်သို့ဆွတ်သွင်းကာတန်ပေါင်းများစွာသော လူတွေ၏အသက်ကိုစတေးခဲ့သည်ဂျာမန်ပြည်သူများစွာတို့သည်၎င်း၏အုပ်ချုပ်မှုကိုကြောက်ရွံ့ကြသောလေမတုံ့ပြန်နိုင်ခဲ့ပြီး 1945ခုနှစ်အေပြီလတွင်မဟာမိတ်တပ်များနှင့်ဆိုဖီယက်တပ်နေတော်တို့သည်ဘာလင်မြို့ကိုဝန်းရံလာခဲ့ကြသည်အချင်းနေမကောင်းသောအမှန်ကိုသိရှိသောဟစ်တလာသည်ရန်သူလက်ထဲမှရှင်ဖမ်းမိမိကိုစိုးရိမ်ခဲ့သည်1945ခုနှစ်အေပြီလ30ရက်နေ့တွင်ဘာလင်မြို့ရှိမြေအောက်ခံတပ်၌မိမိကိုယ်ကိုတေချောင်းကြံစီကအဆုံးစီရင်ခဲ့ပြီးသူ၏အလောင်းကိုလုံးဝပျက်စီးသွားအောင် မိရှုဖျက်ဆီးခိုင်းခဲ့သည်သူ၏လောက်ရံများကြောင်းဂျာမနီနိုင်ငံသည်ဆယ်စုနှစ်ပေါင်များစွာကြာနလန်မထူနိုင်ခဲ့ပြီပေါ်လ်ပေါ်ကမ်မောရီယာကမ်မောရီယာခမာနီကောင်းဆောင်ပေါ်လ်ပေါ်သည်1985ခုနှစ်မှ1989ခုနှစ်အထိကမ်မောရီယာနိုင်ငံကိုရက်ဆက်ကြမ်းကြုတ်စွာအုပ်ချုပ်ခဲ့သည်သူ၏အုပ်ချုပ်မှုအောက်တွင်ပညာတတ်များ ိုင်းရင်းသားလူမျိုးစုများနှင့်ဘာသာရေးသမားများပါဝင် လူပေါင်းတသမ5သန်းမှနှစ်သန်းအထိသေဆုံးခဲ့ရသည်၎င်းအရာသည် ထိုချိန်က ကမ္ဘောဒီးယားလူဦးရေ၏၄ဘုံတပုံကန့်ရှိသည်သူ၏စက်ပြိုရေးကွန်မြူနစ်ဝါရစိတ်ကူးသည်တိုင်းပြည်ကိုငရဲဘုံအဖြစ်ပြောင်းလဲခဲ့ပြီးပြည်သူလူထုကလုံးဝမကြည်ဖြူခဲ့ချေ1989ခုနှစ်တွင် BNN တပ်များကကမ္ဘောဒီးယားကိုကျူးကျော်ခဲ့ပြီး ခမာနီအစိုးရကိုဖြုတ်ချခဲ့သည်ပေါ့ပေါ့သည်ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးထိုင်းနှင့်ကမ်ဘောဒီးယားနယ်စပ်တစ်လျှောက်ရှိတော်ရင်ဒေသများတွင်ပုံအောင်ခဲ့သည် နောက်ဆုံးတွင်1998ခုနှစ်၌သူ၏ခမာနီအဖွဲ့ဝင်ဟောင်းများကဖမ်းဆီးခဲ့ပြီး နေအကျေချုပ်ဖြင့်ထိမ့်သိမ်းခံခဲ့ရသည်1998ခုနှစ်ဧပြီလ15ရက်နေ့တွင် နှလုံးရောဂါဖြင့်တေဆုံးခဲ့သည်ဟုသတင်းထုတ်ပြန်ခဲ့တော်လေအစိတ်တောက်ပြီးတေဆုံးခြင်းဖြစ်နိုင်သည်ဟုယူဆချက်များလည်းရှိခဲ့သည်သူ၏လောင်းကိုလည်းမိရှုဖျက်ဆီးခဲ့ကြသည်ပါရီနန်မာကိုစ်ဖလပိုင်းဖလပိုင်းတမတပါရီနန်မာကိုစ်သည်1965ခုနှစ်မှ1986ခုနှစ်အထိနိုင်ငံကိုအုပ်ချုပ်ခဲ့သည်အစပိုင်းတွင်အများပြည်သူ၏ထောက်ခံမှုကိုရရှိခဲ့တော်လေ နောက်ပိုင်းတွင်စစ်အုပ်ချုပ်ရေးကြီးညာကဖိနှိပ်မှုများ အတိုက်ခံများကိုဖမ်းဆီးနိုင်နှင်းမှုများနှင့်အကျင့်ပြတ်ခြားစားမှုများကို ကြဲကြဲပြန့်ပြန့်လှုပ်ဆောင်ခဲ့သည်။သူနှင့်ဇနီးဖြစ်သူအီမေရာမာကော့စ်တို့သည် နိုင်ငံ၏ဗန်နောင်ငွေများကိုခိုးယူကာအလွန်အမင်းချမ်းသာကြေဝေါမှုကြီးကိုတိဆောက်ခဲ့ကြပြီးပြည်သူများမှဆင်းရဲမွေးတည်ခဲ့ရသည်။1986ခုနှစ်တွင် ပြည်သူ့အင်အားတော်လှန်ရေးပေါ်ပေါက်လာခဲ့ပြီးမာကော့စ်၏အုပ်ချုပ်မှုကိုမချေနပ်သောပြည်သူတန်ပေါင်းများစွာတို့ကလက်မများပေါ်ထွက်၍ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြသည်စစ်တပ်ထောက်ခံမှုပျောက်ဆုံးသွားသောအခါမာကော့စ်နှင့်သူ၏မိသားစုသည်ဖလပိုင်မှထွက်ပြေးခဲ့ပြီးအမေရိကန်ပြည်ထောင်စုဟာဝိုင်အီသို့ပြည်ပြေးဘဝဖြင့်ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးနောက်1989ခုနှစ်တွင် ဟာဝိုင်အီ၌သေဆုံးခဲ့ရသည် နီကိုလိုင်ချောင်ရှက်စကူရိုမေးနီးယားရိုမေးနီးယား၏ကွန်မြူနစ်ခေါင်းဆောင် နီကိုလိုင်ချောင်ရှက်စကူသည်1965ခုနှစ်မှ1989ခုနှစ်အထိနိုင်ငံကိုတမ်နီလက်သီးဖြင့်အုပ်ချုပ်ခဲ့သည်သူသည်ပြည်သူများအပေါ်ဖိနှိပ်ချုပ်ချယ်မှုများ၎င်း၏လျှို့ဝှက်ရဲတပ်ဖွဲ့မှအကြမ်းဖက်မှုများ စီးပွားရေးပြတ်သောမှုများနှင့်ဆင်းရဲမွဲတေမှုတို့ကိုဖြစ်ပေါ်စေခဲ့သည် 1989ခုနှစ်ဒီဇင်ဘာလတွင်ရိုမေးနီးယားပြည်သူတို့သည်ချောင်ရှက်စကူ၏အုပ်ချုပ်မှုကိုစတင်၍အုံကြွတော်လှန်ခဲ့ကြသည်ချောင်ရှက်စကူနှင့်ဇနီးဖြစ်သူအယ်လီနာတို့သည် ဒီဇင်ဘာ25ရက်နေ့တွင်စစ်ခုံရုံးမှစစ်ဆေးခံရပြီးနောက်ချက်ချင်းပင်တေရန်ပေးကွက်မြက်ခံခဲ့ရသည်ပြည်သူအင်အား၏နှိုးထမှုက အာနာရှင်တို့၏ဘဝနီကုန်းကိုညီတို့ပြောင်းလဲစေခဲ့ကြောင်း ၎င်း၏ဖြစ်ရပ်ကထင်ရှားစွာပြသနေသည်မိုဟာမက်မာမန်ဂရာဖီလစ်ပြောင်းလစ်ပြောင်းကောင်းဆောင်မိုဟာမက်ဂရာဖီသည် အာနာရှင်ဖြစ် နိုင်ငံကို42နှစ်ကြာအုပ်ချုပ်ခဲ့သူဖြစ်သည်သူသည်မိမိကိုယ်ကိုဘုရင်တစ်ပါးကဲ့သို့သဘောထားကပြည်သူများအပေါ်ဖိနှိပ်ချုပ်ချယ်ခဲ့သည်နိုင်ငံ၏ရေနံကျော်ဝမှုကို သူ၏မိသားစုနှင့်ပေါင်းပါများကတုံ့ချခဲ့ပြီးပြည်သူအများစုမှာဆင်းရဲမွဲတေမှုနှင့် လူခွင့်ရေးချိုးဖောက်မှုများဖြင့်နေထိုင်ခဲ့ရ၏2021ခုနှစ်တွင်အာရတ်ຫນွေဦးလိုင်းလုံးကြောင့်လက်ပြားပြည်သူတို့သည်ဂရာဖီကိုစန့်ကျင်တိုက်ခိုက်ခဲ့ကြသည်2021ခုနှစ်အောက်တိုဘာ20ရက်နေ့တွင်ဂရာဖီသည်သူ၏ဇာတိမြို့ဆတ်နီတွင်ဖမ်းဆီးရမိပြီးနောက်တည်သူလက်ချက်ဖြင့်အသက်ဆုံးရှုံးခဲ့ရသည်သူ၏အလောင်းကိုလူအများမြင်နိုင်ရန်ခင်းကျင်းပြသခဲ့ပြီး ၎င်းသည်အာနာရှင်တို့၏မလွဲမသွေကြရောက်မြီဘဝနီကုန်းကိုဥပမာတစ်ခုဖြစ်စေခဲ့သည်ဆာရန်ဟူစိန်အီရန်အီရန်၏တမတဆာရန်ဟူစိန်သည်1989ခုနှစ်မှ2003ခုနှစ်အထိပြည်သူလူထုကိုရက်စက်ကြမ်းကြုတ်စွာအုပ်ချုပ်ခဲ့သည်သူသည်နိုင်ငံသားများအပေါ်ဓာရုလက်နက်များအသုံးပြုခြင်းလူမျိုးရုံးတပ်ဖြတ်မှုများပြုလုပ်ခြင်းအတိုက်ခံများကိုနှိမ်နင်းခြင်းနှင့်စစ်ပွဲများစွာကိုစတင်ဆင်နွှဲခြင်းတို့ဖြင့် နာမည်ဆုံးနှင့်ကြော်ကြားခဲ့သည်ပြည်သူတို့၏ဆန္ဒနှင့်လုံးဝစန့်ကျင်ဘက်အုပ်ချုပ်ခဲ့သူတဦးဖြစ်သည်2003ခုနှစ်တွင်အမေရိကန်ဥဆောင်သောညွန်ပေါင်းတပ်များအီရတ်ကို ကျူးကျော်ခဲ့ပြီးနောက်ဆာရန်ဟူစိန်သည်ပုန်းရှောင်ခဲ့ရ၏ထို့နောက်ဒီဇင်ဘာ23ရက်နေ့တွင်ဖမ်းဆီးခံရပြီးနိုင်ငံတကာ၏ဖိအားပေးမှုဖြင့်အီရတ်တရားရုံးကတည်ရန်ချမှတ်ခဲ့သည်2006ခုနှစ်ဒီဇင်ဘာ30ရက်နေ့တွင် ကွက်မြက်ခံခဲ့ရသည်၎င်း၏ဖြစ်ရသည်လဲပြည်သူဆန္ဒကိုနှင်းချေခြင်း၏အဆိုးရွားဆုံးသောဘဝနီကုံများထဲမှတစ်ခုဖြစ်သည်ဗန်နီတိုမူဆိုလီနီအီတလီအီတလီဖက်စစ်ကောင်းဆောင်ဗန်နီတိုမူဆိုလီနီသည်1922ခုနှစ်မှ1943ခုနှစ်အထိအီတလီနိုင်ငံကိုအာဏာရှင်စနစ်ဖြင့်အုပ်ချုပ်ခဲ့သည်တိုးသည့်ဒုတိယကမ္ဘာစစ်အတွင်းဂျာမနီနှင့်ပူးပေါင်းကာ စစ်ရာဇဝတ်မှုများကိုကျူးလွန်ခဲ့သည်ပြည်သူတို့သည်စစ်၏ဒဏ်ကိုပြင်းထန်စွာခံစားခဲ့ရပြီးမူဆိုလီနီကိုဆန့်ကျင်မှုများပေါ်ပေါက်လာခဲ့သည်ဒုတိယကမ္ဘာစစ်ပြည်ဆုံးကံ၏အချိန်တွင်မူဆိုလီနီသည်ဂျာမနီနိုင်ငံသို့ထွက်ပြေးရန်ကြိုးစားခဲ့တော်လေအီတလီပါတီဇန်များ၏ဖန်စီခြင်းကို ခံခဲ့ရသည်1945ခုနှစ်အေပြီလ28ရက်နေ့တွင်၎င်းနှင့်၎င်း၏ချစ်သူ ကလာရာပက်တာချီရိုကိုကွက်မြက်ခဲ့ပြီး၎င်းတို့၏ရုပ်လောင်းများကို မီလန်မြို့လေတွင်ခေါင်းဆိုင်ချိတ်ဆွဲ၍ပြည်သူများမြင်တောင်ပြသခဲ့သည်အဆိုပါဖြစ်ပျက်သည်လေပြည်သူဒေါသ၏ပြင်းထန်သောတုံ့ပြန်မှုတစ်ခုပင်ဖြစ်သည်ဏီကုန်းချုပ်အဖြစ်ဆိုရလျင် အထက်ပါဥပမာများက ပြည်သူဆန္ဒကိုလိလိဥရှုကနိုင်ငံကိုဇော်တင်အုပ်ချုပ်လိုသူမြည်သူမစိုး၏ဘဝဏီကုန်းသည်ခါတီသောအဆုံးသက်များသာဖြစ်သည်ကို ပြသနေသည်၎င်းတို့သည်ပြည်သူမုံတီမှုကို ပုံဩယူပြီးတမိုင်းဤအမိုက်ပုံထဲသို့သာ ရောက်ရှိသွားမည်ဖြစ်လေသည်အမှန်တကယ်တည်မြဲခိုင်မာသော အာဏာနှင့်ဂုံသိက္ခာသည်ပြည်သူလူထု၏ထောက်ခံမှုနှင့်ယုံကြည်မှုမှသာပောက်ဖွာလာနိုင်သည်ဟူသောအချက်ကိုဤအာဏာရှင်တို့၏ကြေကွဲပွဲဘဝဏီကုံများကသက်တည်ပြနေပါသည်နိုင်ငံရေးတွင်အမှန်တရားသည် အမြဲတမ်းအနိုင်ရသည်ဟူသောသင်ခန်းစာကို ဤအဖြစ်ပြက်များကကျွန်ုပ်တို့အားအမြဲတမ်းပင်သတိပေးနေတော်မူဖြစ်သည် ဝေး